2014ခုနှစ်မတ်လ28ရက်ကမက္ဆီကိုစီးတီးမြို့တောင်ဘက်မှာရှိတဲ့တက်တဲစင်ကိုမြို့ငယ်မှာစုစုပေါင်းလူသေးအလောင်း136လောင်းမြုပ်နှံထားခဲ့တယ်လို့အစိုးရရှေ့နေတွေကထုတ်ပြန်ကြေညာခဲ့ပြီးအစိုးရမှရှိတဲ့တရားဝင်သေးစင်းမှာတော့88ဦးသာရှိတဲ့အတွက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဟာသေစင်းထက်ပိုနေတဲ့အလောင်းတွေအတွက်မေးခွန်းထုတ်နေကြပါတယ်ဒါကြောင့်မေလ24ရက်နေ့ကတော့မက္ဆီကိုနိုင်ငံအစိုးရနဲ့တတိပုဂ္ဂလပညာရှင်တွေဟာ မိုရလော့စ်ပြည်နယ်အလဲပိုင်းဒေသမှာမြုံနှံထားတဲ့အလောင်းတွေကိုစစ်ဆေးခဲ့ရမှာအလောင်း၁၀၀ကျော်ကိုတူးဖော်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။မိုရလော့စ်ပြည်နယ်ဟာမက္ကဆီကိုနိုင်ငံမှာမူရစ်စည်းဝါးပြဿနာတွေပြန်ပြီးဆွဲမှုနဲ့လူသတ်မှုတွေအများဆုံးဖြစ်ပွားတဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်။ကုလသမဂ္ဂအဖွဲ့အစည်းနဲ့လူအခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေရဲ့ခံမှန်းချက်တွေအရမက္ကဆီကိုနိုင်ငံမှာလူပေါင်း2000ခန့်ပျောက်ဆုံးနေကြောင်းလည်းခံမှန်းသိရှိရပါတယ်။ချန်စီယိုအကာအကွယ်တွေမရှိတဲ့ဂျေးလက်ဒေတာကအုတ်ဂူရီဟာ10မီတာ 33ဘေးလောက်အနက်ရှိပြီးအရှိ6မီတာနဲ့အနံ6မီတာရှိကအလောင်းတူဖို့စစ်ဆေးမှုပြုလုပ်ရမှာ Morelos ပြည်နယ်ဆိုင်ရာအစိုးရရှိနေချုပ် Javier Parrett ကိုယ်တိုင်မျက်မြင်သက်သေအဖြစ်ပါဝင်ခဲ့ပြီးတော့အဲ့ဒီစစ်ဆေးမှုဟာ9ရက်ခန့်ကြာမြင့်နိုင်ပါတယ်။အလောင်းတူဖို့ရနေရာကိုပျောက်ဆုံးသူတွေရဲ့မိဘဆွေမျိုးတွေကလာရောက်ကြည့်ရှုခဲ့ကြပါတယ်။အဲ့ဒီလိုလာရောက်ကြည့်ရှုတဲ့သူတွေထဲမှာပြန်ပြီးဆွဲတက်ဖြတ်ခံရတဲ့ Oliver Wansella O Nabaretti Hernandez ရဲ့မိခင်ဖြစ်သူ Maria နဲ့ အတော်ဖြစ်သူအမ်မလီယာဟာနန်ဒက်စ်တို့ပါဝင်ပါတယ်။တည်ဆုံးသူအိုလီဗာရဲ့ရုပ်အလောင်းကိုရှုံမြောင်တစ်ခုမှတွေ့ရှိခဲ့ပြီးတော့သူ့ရဲ့မိသားစုတွေကအတီးပြုတ်ပေးခဲ့ပေမဲ့အစိုးရရှိနေကမှုခင်းစည်းပညာဆိုင်ရာတက်တည်ရယူဖို့အတွက်မြေမြုပ်ချင်းကိုဆိုင်းငံ့မှု တောင်းဆိုခဲ့ပြီးနောက်ပိုင်းမှာတည်ဆုံးသူရဲ့ရုပ်အလောင်းမှာမှတ်တမ်းတွေကနေပျောက်ဆုံးသွားခဲ့တယ်လို့ AFP ရဲ့သတင်းတရက်မှာဖော်ပြထားပါတယ်။